မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဒီနေ့မှာတော့ဆရာကဆရာရဲ့မိတ်ဆွေဂျာဇာပရိသသမီးမိတ်ဆွေတွေအတွက်2025မတ်လ21ရက်နေ့ရနေ့လာကုန်အထိမိတ်ဆွေတို့အတွက်ချောင်းရံဆောင်ရံအတွက်ကံကြမ္မာဟောစတန်းကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဂျာဇာပရိသသမီးမိတ်ဆွေတွေဘယ်ကကြည့်နေရလဲဆိုတာဆရာကိုမှန်းပြကြပါဦးခင်ဗျာဒီ2025ခုနှစ်မတ်လအတွင်းမှာဂျာဇာပရိသသမီးမိတ်ဆွေတွေကမိတ်ဆွေတို့ရဲ့လက်ရှိစိတ်ထဲမှာအဲဖြစ်ရှင်တဲ့စိတ်တွေ ပြင်းပြနေတဲ့ညီကိုမောင်နှမကိစ္စလေးတွေအိမ်တွင်းရေးကိစ္စလေးတွေမိသားစုအိမ်အတွင်းမှာဖြစ်စေညီကိုမောင်နှမနဲ့ပတ်သက်ပြီးတော့နားလည်မှုလွဲနေတာမျိုးတွေကိုပြန်လည်တဲ့မှတ်အောင်စူးစမ်းတင်တော့ကာလာပိုင်းခြားဖြစ်ပါလေခင်ဗျာ။ဒါကြောင့်ကျစားပရိသတ်သမီးမိတ်ဆွေတို့အနေနဲ့လက်ရှိမှာမိတ်ဆွေအနေနဲ့ဒီကလာတော်တွေမှာမိမိတို့အနေနဲ့မိသားစုကိစ္စအိမ်တွင်းရေးကိစ္စအဆင်မပြေမှုကိစ္စလေးတွေကိုအဆင်ပြေအောင်စူးစမ်းဆွမ်းဆောင်ခြင်းကအားသာကောင်းမှုပြီးတော့တိုးတက်စေတဲ့ကာလာဖြစ်ပါလေ။ထို့ပြင်မိတ်ဆွေတို့လက်ရှိကာလာအတွင်းမှာကြားပါလေ။ ဂျမ်းမာရီနဲ့ပတ်သက်လာရင်တော့အထူးသဖြင့်ယာတီအလေးထားအကူပြောင်းကာလာလေးတကြောင်အကျော်အစီအမြင့်ကြောက်ကအဆရှိတဲ့အရာမျိုးမျိုးလေးတွေနဲ့ပတ်သက်လို့ဖြစ်စီအဲဆိုတော့လို့ပေါ့ခါတို့ဒူးတို့နဲ့ပတ်သက်တာမျိုးလေးတွေမှာ ဖြစ်ရတတ်တော့လေစိုးစိုးဝါးဝါးပါမှာတော့မရှိလာပါဘူးသို့တော့ မေးစလို့နေနဲ့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲသူတစ်ပါးရဲ့ကျမ်းမာရေးမကောင်းမှုလေးတွေကိုကိုကပြန်ပြီးတော့မေးရတာမျိုးလေးတွေသူတစ်ပါးရဲ့ကျမ်းမာရေးမကောင်းမှုလေးတွေမှာငွေကြီးလေးအတုမဟုတ်မိမိရဲ့စေဝါကလေးတတ်နိုင်သလောက်လှူလိုက်ရင်မိမိရဲ့ကျမ်းမာရေးကဟာကောင်းမွန်လာမယ်ဆိုတော့ကတ်မျိုးဖြစ်နေပါတယ်ခင်ဗျာဒါဟာပြမေးစလို့နေနဲ့အလောက်ကအလောက်ကိုင်းနဲ့ပတ်သက်လာရင်လက်ရှိမှာ လုပ်ငန်းကြီးကိုအရန်ကြီးရုံးကန်ပြီးတော့တိုးချက်လှုပ်ဆောင်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေနေပါတယ်ခင်ဗျာ။ဒါကြောင့်လုပ်ငန်းနဲ့ပတ်သက်ရင်ညီညီကလေးနေပါ၊ယာရုတိုးခြင်း၊ယာရုတက်ခြင်းလုပ်ငန်းပြောင်းခြင်းအလုပ်ပြောင်းခြင်းနဲ့ပတ်သက်ရင်ဖြစ်နိုင်လို့ရှိရင်အရန်ကြီးတိုးချက်လှုပ်ဆောင်တာမျိုးမလုပ်ပါနဲ့။အဲယုံးလေနစ်လေဖျက်တတ်တယ်လို့မိတ်ဆွေတို့နေနဲ့အလုပ်ကိုင်းနဲ့ပတ်သက်လာတဲ့အခါလုပ်ငန်းအဟောင်းကြီးကိုအဲဒီထက်ပိုပြီးတဆင့်တိုးမြဲနာလိုမျိုးလေးတွေကံရဲ့အားနည်းမှုကိုဖြစ်စေတယ်။ဒါအပြင်မိတ်ဆွေတို့နေနဲ့အလောင်းကစားအပြေဘာနဲ့ပတ်သက်တာလေးတွေမှာတတိထားစင်နေရမယ့်ကာလဖြစ်တယ်။ ်ထို့အပြင်အဲဓာခုတ်ရာကိုလက်မရှုပ်မိစေနဲ့သူတစ်ပါးတည်းရဲ့အိမ်နွေးရေးကိစ္စမိသားစုရေးကိစ္စအပေါင်းအသင်းရေးကိစ္စမိဆွေရေးကိစ္စတွေမှာကိုကဝင်ပြီးတော့ဖြည့်ရှင်းလိုက်တာမျိုးတွေဟာအဲဘာမှမလိုလားအပ်တဲ့အတွေးလင်မှုတွေမလိုလားအပ်တဲ့အစီမပြေမှုတွေတဦးနဲ့တူတယောက်နဲ့တယောက်အနှဲငယ်လေးနားလည်မှုလွဲရတာမျိုးတွေဖြစ်တတ်တဲ့အတွက်တော့လက်ရှိမှာစေတနာတွေဝေဒနာဖြစ်ရတတ်တယ်ထို့အပြင်အများနဲ့ပတ်သက်သောလုပ်ငန်းတွေမှာအတတ်နိုင်ဆုံးလှုပ်ဆောင်တဲ့မိဆွေများသတိထားပါ စင်ညင်ပါဒါအပြင်မိတ်ဟောင်းဆွေဟောင်းနေအားနေစီပါတယ်အဲလုပ်ငန်းကိန်းတဲ့နဲ့ပတ်သက်ပြီးတော့လက်ရှိလုပ်ငန်းကနေပြီးတော့ထပ်ဆင့်တိုးချဲ့လှုပ်ဆောင်တာမျိုးလေးရာကံရဲ့အားနည်းမှုကိုအနည်းငယ်ကိုရရှိတတ်တော့ကာလဖြစ်တယ်။ထို့အပြင်မိတ်ဆွေတို့နဲ့လက်ရှိကာလအပိုင်းခြားတွင်မှာဆိုရင်အပျော်ပါးနဲ့ပတ်သက်တာတွေအလောင်းဝစားနဲ့ပတ်သက်တာတွေအားနည်းစေတယ်။ပညာရေးနဲ့ပတ်သက်လာရင်နည်းနည်းလေး ပုံမူပြီးတော့ဘယ်လိုဆွနာလို့ကစိတ်ပိုင်းဖြက်ရလိုအပ်တယ်စိတ်နှက်ခွဖြစ်တတ်တယ်ပညာရေးနဲ့ပတ်သက်လာရင်ဒါကိုပဲလုပ်ရင်ကောင်းဟိုကကိုပဲလုပ်ရင်ကောင်းပညာရေးနဲ့ပတ်သက်လာရင်ဒီအုပ်မှာပေါ့ကလေးတွေစမှုပဲဖြစ်မှာဆိုရင်ဒီအပုပ်ကိုပဲဖြစ်ရင်ကောင်းဟိုဘက်ပုပ်ကိုပဲဖြစ်ရင်ကောင်းဆိုပြီးတော့အိုးနှက်ခွနဲ့လေနံနှစ်ဖက်နင်းတတ်တယ်လို့ဖြစ်တတ်တဲ့သူကမိတ်ဆွေကြတာပြီးတာပြီးမိတ်ဆွေများအနေနဲ့တည်တည်ရှာရှာကိုတစ်ခုကိုတစ်ခုဆုံးဖြတ်ပြီးတော့ပိုင်းပိုင်းနိုင်နိုင်ဖြည့်ချင်းပေးပြီးတော့စမှုပဲပါဖြည့်ဆို့ဖို့လိုအပ်ပါတယ် ဒါပြင်မိတ်ဆွေလက်ရှိကာလအတော်တွေမှာဆိုလို့ရှိရင်လုပ်ငန်းခိုင်ခိုင်နဲ့ပတ်သက်လာတဲ့အခါမှာဖြစ်နိုင်လို့ရှိရင်တဲ့မပြီးမပြတ်ဖြစ်နေသောကိစ္စတွေကိုပြီးပြတ်အောင်လှုပ်ဆောင်ပါရတယ်เนาะလုပ်ငန်းအသစ်စားတာအလုပ်အသစ်စားတာယာလူလုပ်ငန်းခိုင်ခိုင်နဲ့ပတ်သက်ပြီးအတိတ်တိုးရှဲတာမျိုးထက်အဲမိမိလက်ရှိလုပ်နေတဲ့အလုပ်တွေကိုပြီးပြတ်အောင်ပြီးမြောက်အောင်ဆောင်ရွက်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာစေနိုင်ပြီးတော့မိစားတစ်ဖက်ရေမုတ်တစ်ဖက်လုပ်ငန်းလေးလေးနံတစ်ဖက်ခွာနှင်းထားတာတွေအိုးနှင်းခွနှင်းလှုပ်ထားတဲ့အလုပ်တွေမှာကံရဲ့ညံအားနည်းမှုကိုရရှိတတ်တဲ့အတွက်တော့လက်ရှိမှာတတိထားစင်ကြင်ရအတွက်တော့ နှဲငယ်လေးတတိပြုရန်လိုအပ်သောကာလဖြစ်ပါတယ်ခင်ဗျာယာဓုလုံငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ယာဓုတို့ယာဓုတက်ကိမရှိပါဘူးခင်ဗျာအာရပါရကြီးပြောလိုက်ပါမယ်မရှိပါဘူးခင်ဗျာအဲနေရာအမယာဓုမယာဓုတင်နေရာတင်ယာဓုလုံငန်းကိုင်ငန်းနဲ့ပတ်သက်လာလို့ရှိရင်ယာဓုတို့ယာဓုတက်ဖို့ထက်ကိုလက်ရှိယာဓုကနေမြဲအောင်စူးစမ်းရတာမျိုးလက်ရှိအလုံးမှာရုန်းကန်နေရတာမျိုးစိတ်မပြောတာမျိုးတွေဖြစ်အပ်တတ်တဲ့အတွက်တော့ယာဓုတို့တက်လာအာအင်မတန်မှနေသောကာလအပိုင်းခြားကာလဖြစ်ပါတယ်လူငယ်တွေအရှိဟိမှာတော့ မဂျစ်စီယမ်ဆိုတော့ကံမျိုးဖြစ်နေတဲ့အတွက်အလက်အရှိရေးမှဆိုရင်တော့တဦးနဲ့တဦးတယောက်နဲ့တယောက်တန်တရားတွေများစွာမထားဖို့လိုအပ်တယ်အိမ်တော်ပြည်ရန်အတွက်တဦးနဲ့တဦးတယောက်နဲ့တယောက်သမီးစားများအနေနဲ့စိတ်ဆက်ရတိုင်းမကမှအဲ၎င်းရဲ့အစွဲအဆောင်လေးမဟုတ်ဆိုတာမမြင်ရတဲ့ပုံကိုယ်တွေရဲ့အလက်အပြောင်းလေးတွေဖြစ်အပ်တတ်တဲ့အတွက်ကြောင့်မလို့အထက်နိုင်ဆုံးဘာကိုဖြစ်ဖြစ်မဖြစ်ပေါ်လာသည်တော့အိမ်တော်ကြီးကိစ္စစိတ်ဆက်တောက်ကြောင်းလမှုကိစ္စအိမ်နွေးကိစ္စလေးတွေမှာဆိုရင်တော့ပြောဆိုတဲ့အခါမှာအဲ ကိုကဖြစ်ချင်တာတခုဖြစ်လာတာတခုဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့အလှည့်အပြောင်းနဲ့အဲမြက်လက်ပြတယ်လို့ဆန်းဆန်းဖြစ်ရတတ်တဲ့အတွက်ငကိုကတော့တရောင်းနဲ့တရောင်းတူနဲ့တူသမီးကြီးတွေမှာအဆင်မပြေနေဘူးဒါပေမဲ့မထင်မှဖဲရသွားတာမျိုးအဲသို့မဟုတ်လို့ရှိရင်လည်းအိမ်တော်ပြုမယ်စိတ်ဆက်ကြရတိုင်ပင်ထားကမှမထင်မှဖဲနဲ့ အဲနားလည်မှုတွေရက်တက်သွားတာမျိုးလေးတွေကြော်ဝတ်တဲ့အတွက်တော့ဒီအလေပြောင်းလေးတွေ view size စီနေပြီးဖို့လိုအပ်ပါတယ်အထူးသဖြင့်မိမိထက်အထက်လူကြီးအကြီးအကဲမိဘအဖေအမအမေအစရှိတဲ့အကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့အရှိရေးအိမ်တော်ကြီးမှာတိုင်မင်းလာအားနည်းစေပါတယ်တခင်ဗျာနော်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ view size စီနေပြီးဖို့လိုအပ်ပါတယ်လူငယ်တွေအရှိရေးမှာတော့ရည်စားသည်ချစ်သူသည်ဖူးစာသည်ရရှိတတ်သောကာလဖြစ်ပါတယ်သို့တော့ထိုမျှတာနဲ့လက်ရှိကာလတို့တွေမှာပါပေါ်ရင်လည်းယာယီဖူးစာမျှတာဖြစ်ပါလိမ့်မယ် ိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ ဘမဆိုရင်ဇာမရှိဘူးငကိုကအိမ်တော်ရင်းနဲ့ပတ်သက်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးစိတ်တိုင်းမကြမှုတွေတော့လက်ရှိမှာစိတ်တိုင်းကြလာတာမျိုးတွေကြုံရတတ်တယ်ငကိုကအားကိုးမှုမရှိတော့အိမ်တော်ဘက်နဲ့ပတ်သက်လိုက်အားကိုးလာရတာမျိုးလေယောက်ျားနဲ့ပတ်သက်ပြီးတော့မိမိရဲ့သူမဟုတ်ဇနီးမယားနဲ့ပတ်သက်ပြီးအိမ်တော်ဘက်နဲ့ပတ်သက်ရင်အထောက်အကူနဲ့အေးချမ်းမှုနဲ့နှွေးထွေးမှုတွေရရှိတတ်တယ်လို့အိမ်တော်ရင်းဒုက္ခကိုခံစားရမယ်ကံမျိုးဖြစ်တဲ့အတွက်တော့မိတ်ဆွေကြာစာပရိသတ်သမီးတွေဟာအိမ်တော်ရင်းနဲ့ပတ်သက်လိုက်ဘာကိုဖြစ်ဖြစ်စိတ်လို့ဆောင်ရွက်လှုပ်ဆောင်ပါအထူးသဖြင့်ဘာသာရေးဆိုင်ရာကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့အကူအညီပြုလုပ်တာမျိုးလေးတွေဟာမိတ်ဆွေတို့ရဲ့အိမ်တော်ရင်းကံကို ညံ့နေတာကိုဆွဲယူပျောက်ကင်းနိုင်တယ်လို့မိတ်ဆွေရဲ့အိမ်တော်ဘက်နဲ့ပတ်သက်လာရင်ဦးစင်ရဟန်းဝတ်ဖို့တိုက်တွန်းတာမျိုးသို့မဟုတ်လို့ရှင်အလှဒါနပြုဖို့အတွက်ကိုတွန်းအားပေးတာမျိုးတွေတွေလှုပ်ဆောင်လိုက်တာမျိုးဆိုရင်မိတ်ဆွေတို့ရဲ့အိမ်တော်ကြီးဟာတကယ်ကိုတာတာရရနဲ့မိမိပြောဆိုတဲ့အောင်မြင်ပြီးတော့ပြည့်ပြည့်စုံတဲ့အိမ်တော်မှုတစ်ခုကိုရရှိလာမယ်ကံမျိုးဖြစ်ပါတယ်ခင်ဗျာထို့အပြင်အိမ်တော်ဘက်နဲ့ပတ်သက်လို့ရှင်အမွေကိစ္စတွေရရှိတတ်တဲ့ ပြီးတော့စိုးသွမ်းနေတော့ငကူကထိမ့်ချုပ်မရတော့ပြောဆိုလို့မရတော့အိမ်တော်ရှင်များအနေနဲ့ဆိုလို့ရှိရင်လက်ရှိမှာသူ့ကိုယ်သူပြန်လဲပြီးတော့အတိကတ်သတိကပ်ပြီးပြန်လဲပြင်ဆင်လာတတ်တဲ့အတွက်မိမိဟာအလကားပါဆိုတာလက်ကမ်းကျို့ဆိုပြီးတော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့အကောင်းဆုံးပြဿနာကိုဖြေရှင်းရင်အဆင်ပြေခြင်းနဲ့တိုးတက်ခြင်းတွေရရှိလာပါလိမ့်မယ်ထို့အပြင်မထင်မှာပဲမိမိရဲ့အိမ်မက်ထဲမှာဖုန်ကြီးယဟန်အလူကံပုဂ္ဂိုလ်တိမ်ပရဝံဇေဒီအဆရှိတာတွေနဲ့အိမ်မက်ဆွဲမတ်တဲ့အခါမိတ်ဆွေရဲ့ကံဟာတိုးတက်မှုနဲ့အာသာမှုကိုရရှိတတ်တဲ့အတွက် ထိုကာလာမျိုးရောက်ရှိတဲ့အခါမှာထီကန်စန်းနာမျိုးအကျိုးပေးပါတယ်အကျိုးပြီးတော့ခဏအခရာတွေနေနေဆိုရင်ငါးခဏခုနှစ်ခဏကိုးခဏဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့အဆင်ပြေအားသာပြီးတော့ကံကောင်းစေပါမယ်တခုခုကိုလှူရန်ရည်ရွယ်ရည်စူးပြီးတော့အဲဆွမ်းနာလို့ကိုကန်စန်းနာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေတော့ကာလာအပတ်တာအပိုင်းချဖြစ်ပါတယ်ငွေကြီး ငွေကြီးနဲ့ပတ်သက်လာရင်တော့မိမိရည်မှန်းထားသလားမျှော်လင့်ထားသလားရရှိမဲ့ကံမျိုးဖြစ်တယ်။သို့တော့ရည်မှန်းထားသလားတောင်းတသလားမျှော်လင့်ထားတဲ့ကိစ္စတွေမှာလည်းကိုကိုယ်တိုင်ဥစည်းဥဆောင်လောက်ကမှအောင်မြင်မယ်။စကားကိုခက်ရှင်းရှင်းနဲ့แน่แน่ပြောတာဟာငွေကြီးကိစ္စတွေမှာထိရောက်တော့အကြံပေးခြင်းဖြစ်တယ်လို့ဆရာကအကြံပေးလိုက်ပါရစေ။ငွေကြီးနဲ့ပတ်သက်ရင် a lot of money ငွေတွေလိုအပ်တာရင်လိုအပ်တယ်လို့ပဲ we just do ပေါ့ကိုကိုယ်တိုင်ရေရေဝုန်းနဲ့ဆရာဆရာလင်းတိုင်းပြောလို့ဖြစ်နေနော်။ ဆိုတော့ဟိုကိုကိုတိုင်းရင်းဟုံးနဲ့တေချာတယ်ဆွတ်ဆွတ်ဆဆောင်နဲ့တိတိကျကျအောင်လှုပ်ဆောင်မှုလိုအပ်တယ်သို့တော့ကိုကမှတကယ်ကိုလက်တွေ့ကြကြမလုပ်ဖက်ယော်တိယော်ရဲလုပ်မယ်ဆိုရင်တော့တကယ်ကိုယော်တိယော်ရဲဖြစ်နေတတ်တဲ့အတွက်ငွေကြီးကံဟာကိုလုံရင်လုံသလား 조사ရင်조사တလောက်ရရှိနိုင်ပါတယ်ဒီနေရာမှာဟိုဆက်ဆက်လောက်တော့ကို조사ခဲ့ပါလေဆိုတော့ဒီအဲ့ဒါမျိုးမရဘူးကိုကိုယ်တိုင်조사ရမယ်ကာလဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်တော့တရားတယ်မိတ်ဆွေတို့နဲ့ဦးစီးဦးဆောင်ပြီးတော့ရဲဝင်လှုပ်ဆောင်တာဟာခက်ပြပြလှုပ်ဆောင်တာဟာကောင်းမွန်သောကာလအပတ်တာအပိုင်းချဖြစ်တယ်အားဖြင့်မိတ်ဆွေတို့ တအုပ်နဲ့တူတယောက်နဲ့တယောက်အဆင်မပြေမှုတွေရှိရင်လက်ရှိမှာအဆင်ပြေမှုတွေရရှိတတ်တယ်လက်လွန်ထားတဲ့ငွေကြေးတွေပြန်လဲရရှိတတ်ပါတယ်ထို့အပြင်သားသမီးကိစ္စလေးတွေနဲ့ပတ်သက်ပြန်သားသမီးတွေရဲ့လူငယ်တွေရဲ့မေတ္တာရေးကိစ္စလေးတွေကြောင့်သားသမီးတွေရဲ့ပညာရေးကိစ္စလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောတော့အနေငယ်လေးဖြစ်ရတတ်တယ်လက်ရှိကိုခြုံငုံသုံးသပ်ရကြာစာပေးသားသမီးတွေဟာအေးချမ်းမှုပတ်နဲ့ငြိမ်းချမ်းမှုပတ်ကိုသွားမယ်ဆိုရင်ကံဟာကောင်းမွန်တဲ့ပတ်မှာရောက်ရှိလာပြီးတော့အပြိုင်ဆိုင်တဲ့ ဖြစ်ကိုဖြစ်ရမယ်ဆိုတော့လောဘနဲ့သူမဟုတ်အပြိုင်ဆိုင်တဲ့ယံအနေနဲ့ရှားမှာငါဟာအောင်မြင်အောင်ဆွမ်းဆောင်မယ်ဆိုရင်တော့စိတ်ပန်းလူမှန်ပြီးတော့ကံဟာအကြဘက်ကိုနင်းငယ်သွားတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကိုကိုတိုင်းဘာကိုရွေးချယ်ရွေးချယ်ဘာသာတရားလေးတစ်ခုခုကိုလှုပ်ဆောင်တာကောင်းတဲ့ကာလဖြစ်ပါတယ် ထို့ပြင်မိတ်ဆွေတို့နဲ့နိုင်ငံခြားခရီးသွားတဲ့ပတ်သက်တာပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်ရင်အမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုရယူပြီးသွားပါတဲ့ဒါဆိုရင်နိုင်ငံခြားကိစ္စခရီးသွားကိစ္စပတ်စပို့ကိစ္စဗီဇာကိစ္စတွေအဆင်ပြေပါလိမ့်မယ်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိအိမ်ကနေမသွားမီမှာလက်ခုပ်လက်ဝါး ၃ချက်ပြီးပြီးတော့လူရာကိုပြုမှုဆောင်ရွက်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်မိစွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောက်အတွက်စီဖို့ဆိုရင်တပြေ၆ခတ်နဲ့ရိုက်ပုတ်ထိတွေ့ပြီးရောင်းပါတယ်ခင်ဗျာဒါအပြင်အဆက်ဆက်ရရအစဉ်ပြေစီရအတွက်ပြုလုပ်ရမယ်ရေရရာအနေနဲ့ဆိုရင်တော့ဖြင့်ဒီအဖတ်တာတို့မှာမိစွေတို့ဂျာစာပတိအင်္ကာသာသမိတွေနဲ့တွဲလုပ်တာမျိုးဟာကံကိုအားတာစီပြီးတော့ တောက်ကြသာသမီးတွေနဲ့တွဲလောက်တာမျိုးဟာတတိထားစင်ကြီးစီလိုပါတယ်အဋိဌံပြုလုပ်လို့လို့ရှိရင်ဂုံတော်ကိုးပါးကိုကိုနှဝင်းပတိစိတ်ပါကအဆက်ဆက်ရရအောင်မြင်အစဉ်ပြေနိုင်ချောင်းဆရာကပြောရင်းနဲ့ကဲဒီလောက်ပါပဲဆရာပရိသတ်သမီးတွေနောက်တစ်ပတ်မှပြန်တွေ့ပါမယ်ဆရာလည်းနည်းနည်းလေးခြူရှာပြီးခမဲတောင်းနေတဲ့စင်နော်ကျေးဇူးတင်ပါတယ်ဆရာငယ်ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်